အလုံးမင်းမင်္ဂလာပါဒီနေ့ထိုင်းရွှေကအတက်ကြ6ချိန်တိတိရှိပေမဲ့ညနေမှာတော့တရာအတက်နဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က26ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့ညနေပိုင်းထိုင်းရွှေဈေးကတော့တရလုံးတိုင်းတာနဲ့တရာတက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက4850နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက4840နဲ့မှ90လဝရနာရီဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက4930နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက4852.3ညရှိနေပေါင်းဈေးရှိပါတယ်ကဘာရွှေတောင်စား ိုဒေါ်လာ3018.53တုံညာနဲ့ထိုင်းရွှေကိုတွက်ထားပါတယ်တထောင်လာကိုထိုင်းမှတ်ငွေ33.99နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်66.500ခင်လို့ရှိတဲ့ထိုင်းရွှေကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်လက်ခအပီအစီထိုင်းရွှေကတပတ်သားကို48,950နဲ့ဒီနေ့မှာပေါက်ဈေးရှိပါတယ်ဆိုင်ကလက်ခနဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က48,450နှုန်းနဲ့ပြန်ပြီးတော့လက်ခမှာပါလက်ဝယ်ရတဲ့လက်ခတွေကတော့တပတ်သားကို1000ကနေ1000ရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှု ရှိနိုင်ပါတယ်ဒီနေ့လက်ဝဲရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလို့ပြတ်ပြီးတဲ့ပြင်ကို4500ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ထိုင်းရွှေဈေးကမနေ့ဈေးဖွင့်မှာ90ကျပေးမယ်ညနေဈေးပိတ်မှာတော့တရာအတန်နဲ့ဈေးပိတ်သွားတာဖြစ်ပါတယ်။လက်ရှိမှာလည်းထိုင်းရွှေစီတွေကတက်ဈေးနဲ့ရှိနေပါသေးတယ်။ထိုင်းရွှေခေတ်ပတ်သားကို9000ပတ်တီတက်မယ်လို့ခန့်မှန်းထားကြပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ 3100ကနေ3200ထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်မိမိတို့အနေနဲ့လက်ထဲမှာငွေပိုလို့ရွှေဝယ်စုခြင်းနေဆိုရင်တော့ရွှေခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်ထိုင်းရွှေခဲကလက်ဝတ်ရတာနဲ့စာရင်လက်ကစင်းလုံးကအများကြီးကိုတက်တာမှဖြစ်ပါတယ်ထိုင်းရွှေစည်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ